ကျွန်တော်ဆိုရင်တော်တော်ဒီသူရကာရိုက်တာတော့ကိုဖတ်ဖတ်ကတော့မောင်းစွာနေပြီးတော့စူးစမ်းပြီးတော့ဖန်ကြီးခဲ့ရတာပေါ့ဘုန်းလိုချင်နေဆိုရကိုရဝယ်ပေးချင်နေတာပေါ်သာဒီဘဘုံကျောက်ကဘာလို့ပါလဲဘာလို့ပါလဲဟမ်မင်းကဖုန်းလိုချင်နေဆိုလို့ငါတီဖို့မယမ်းမကစူးစမ်းပြီးတော့ငါဝယ်ခဲ့ရတာသူများကြီးမမိုက်သွားကြုံပြီးတော့စူးစမ်းခဲ့တာသူများကျောက်တော့မောင်းတော့ကလေးတတ်တတ်တိတ်လာချနေရကျွန်တော်အဲ့လိုငြိမ်နေလို့မြင်ရတာပေါ့ နင်ကြတာကိုကျွန်တော်ကအဲတိတ်ပြီးတော့ဘိုးလိုမအားမရဘူးပေါ့ဗျာကျွန်တော်တခြား character အနေနဲ့လည်းဖန်တီးလို့ရပါတယ်ဆိုတာကိုအလုပ်တွေအချမ်းတွေအရင်းတွေအဆိုင်တွေအဲ့လိုလုပ်လို့ရတယ်ဆိုတာကိုအဲဒီကားလေးမှာမြင်တွေ့ရမှာပေါ့ဗျာဖိနေမင်းညံ့လို့ဘယ်ပါစကားပြောအဖိနေမင်းအတုံးမကြဘူးအောင်းဝါအောင်းမဟေးရီငါဘောမတဲ့တော့စိုးစမ်းမှာ ။ဆုံးသွားတဲ့အဖေနဲ့မေတို့တော့မင်းတို့ဒီမဆောင်ကားနဲ့။ငါမေတို့မခွင့်မလို့ဘူး။ဒီစားထဲမှာကျွန်တော် character နာမည်ကဒူရာပါဒူရာဖြစ်ဖြစ်ဆိုတာပါခင်ဗျာဖက်ဆိုးဆိုးဒူရာပေါ့အဲအဲကျွန်တော်ဇက်ကိုဖတ်လိုက်တဲ့အချိန်မှာအဲငယ်ရမယ်ပြီးတော့ဆိုးရမယ်ဆိုတော့ အဲ့လိုဖြစ်ဖို့အတွက်ကျွန်တော်အတွေးထဲမှာပေါ်လာတာတော့လူငယ်တွေခုခေတ်ဆိုလဲ7နှစ်လဲကောက်နေကြတာလေ။နောက်ပြီးတော့ခက်ဆူးဆူးလေးလည်းဖြစ်တယ်ဆိုတဲ့အတွက်ကြောင့်ချစ်ကန်ကန်လေးဖြစ်အောင်လို့ကျွန်တော်ပုံစံအောင်ဒီလိုတတက်ရဲရဲတွေမဟုတ်တော့ပဲ7နှစ်ကောက်ပြီးတော့အသားတွေမဲချပြီးတော့ဒီလိုဖန်တီးထားတာပေါ့ခင်ဗျာ။ဟုတ်။အကြီးကအနီးကပ်သွားပြီးလေ့လာကြရမလို့တော့ကျွန်တော်တို့လမ်းမှာလည်းမြင်နေရတာမြင်မြင်ရပါတယ်ပေါ့နော်။ဆိုတော့အဓိကတော့ကျွန်တော်တို့က ဇက်ကောင်ဖမ်းဖို့အတွက်ကိုကိုကိုဘယ်လိုဖမ်းတီးမလဲပေါ့နော်အဲ့ဒါကိုအနည်းဆက်ဆုံးတော့တူအောင်လို့ကျွန်တော်တို့ဒီလိုကျွန်တော်ဆိုရင်တော်တော်ဒီတူရာကာရိုက်တာအတွက်ကိုဖတ်ဖတ်ကတော့မောင်းဆောင်နေပြီးတော့စူးစမ်းပြီးတော့ဖမ်းတီးခဲ့ရတာပေါ့ပြီးတော့စိတ်ပိုင်းဆိုင်ရာမှာလည်းတုံနီလကောက်မယ်ကျွန်တော်လည်းအကူရှိရဲ့ဒါပေမဲ့တူရာကလည်းအကူပေါ်မှာအရန်ဆိုးရတယ်ကျွန်တော်ကတော့အပြင်ကကျွန်တော်ရဲ့အကူပေါ်မှာစကားချင်းချင်းတော့အခုချိန်ထိမပြောခဲ့ဘူး ောเนาะဒါပေမဲ့ဇလန်းထဲမှာတော့ကျွန်တော်နဲ့စန့်ကျင်ဘက် character တစ်ခုကိုကျွန်တော်ဖန်တီးရတာဖြစ်ပါတယ်ဟုတ်ဟုတ်ကဲ့အဲ့ဒါကိုကျွန်တော်မကြိုက်လားကျွန်တော်အဲ့လိုမြင်နေလို့မြင်ရတာကိုမြင်ကြတာကိုကျွန်တော်ကအဲတိတ်ပြီးတော့ဟိုလိုအားမရဘူးပေါ့ဗျာကျွန်တော်တခြား character အနေနဲ့လည်းဖန်တီးလို့ရပါတယ်ဆိုတာကို အလုပ်တွေအကျန်းတွေအရိုင်းတွေအဆိုင်တွေအဲ့လိုလုပ်လို့ရရဆိုတော့အဲဒီကားလေးမှာမြင်တွေ့ရမှာပေါ့လေအဲ့လေဒီကက်မှာ give up လာပြီးတော့ဒီနေ့တော့စိတ်ဆိုးပါဘောသူရာအဲ့တော့ gain ပလိုက်တော့ရှင်လို့ဆိုတော့အဲ့လိုတော့သူကသူလည်းလိုချင်မှာဘော iPhone လို့ဒီက Samsung သူရလည်းတနာပါကြီး give up ကြည်ရတော့သူလည်းပောက်ခွဲလိုက်ရတာပေါ့ဟဲဆိုင်ကဟဲဆိုင်ကတော့ကျွန်တော်မဟုတ်တော့ဘူးလေ တချို့ဆိုမှတ်အောင်မှတ်မိဘူးအာဒီကားရိုက်မယ်ဆိုတော့အဲကျွန်တော်ပြောင်းမယ်ပေါ့ပြောင်းမယ်ဆိုတော့ကျွန်တော်စပင်းပုံစံလေးကိုလည်းပြောင်းထားတယ်ပြီးတော့အဝတ်စား main ကအဝတ်စားပဲဒါဟိုဒီအဝတ်စားဘိုင်းနဲ့ပတ်သက်ပြီးတော့လည်းကျွန်တော်ကဒါဘေဒုတ်ပေါ့နော်ဒါအဟောင်းအဝတ်အဟောင်းပြန်ရောင်းတဲ့ဆိုင်မှာအဲမတုံတော့တဲ့ reject အထည်တွေပေါ့နော်ရောင်းလို့မရတဲ့အထည်မျိုးတွေကနွမ်းနေတာတွေသွားရှာပြီးတော့ ဟာဝစ်ထားရတာပေါ့ဟိုဝစ်ထားပါတယ်ဒီအားလေးပြီးတော့ကျွန်တော်ရဲ့စပင်းပုံစံရဲ့အဲကျွန်တော်အသားတွေမဲထားတာရယ်ဆိုတော့ဒီ character လေးနဲ့သွားပြီးတော့အဲအဆက်မယ်လို့ထင်ပါတယ်ဗျ။ဩကျွန်တော်ကကံကောင်းတယ်ဗျ။ကံကောင်းတယ်ဆိုတော့ဟိုဟိုဘာပေါ့နော်ကျွန်တော်ရဲ့ကိုဟင်းစီပေါ့နော်ကိုဟင်းစီရဲ့အာဟိုရှိမိတ်ဆွေရှိနေတော့အကိုကအကိုအကိုကျွန်တော် အကိုစီရဲ့မြင်လိုက်တာတော့အကိုက ။ तू ကတော့ तू तू ရောင်းတာတွေတော့မိုက်စားတွေပဲအားတည်ရမှာ။ तू ဂျက်ကတ်တွေပါတယ်။အာဂျင်းတွေ तू ကမိုက်စားတွေရောင်းတယ်။ဒါပေမဲ့အကိုလို့အကိုစီမာလို့အဲ့လိုအကိုမရောင်းလို့မရတဲ့ reject တွေတွေဟောင်းနေရရှိတာ။အာရှိရဲ။အဲ့ဒါဆိုလာခဲ့ဆိုရင်ကျွန်တော်သူ့ရဲ့ဒီကိုတော်ထဲမှာသွားပြီးတော့ ရှာပြီးတော့အကွာလည်းအများကြီးကူညီပေးပါတယ်။ကိုင်းစီကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ဒီနေ့ကနေပြီးတော့ဆိုတော့အဲ့အရာတွေပြီးတော့အတန်တော့ရှာအင်ဂျီတွေရောဒါဘောင်းဘီတွေရောအလွယ်အိတ်တွေရောအဲ့လိုအစုံပေါ့နော်အဲ့မှာကျွန်တော်ဒါဒါသူကသူကနည်းနည်းလန်းလန်းလေးပြီးတော့ကိုမဟုတ်ဘူးဒါနည်းနည်းလေးတင့်နေတယ်အစုံပဲပြီးအဲ့လိုအဲ့အဲ့လိုအဲ့လိုမျိုးလေးသွားတာပေါ့ဗျာဟုတ်အကုန်နဲ့ကုန်နဲ့ဟိုဆင်းနေနေပါတော့အထက်20 30လောက်တော့သွားမယ်နဲ့တူတယ်ဟုတ်ဟုတ်အဓိကတော့ အားကြတယ်ဗျာပြီးတော့ခမင်းမြတ်ကိုကြောင်းလေးစားပါတယ်အဲပြီးတော့ဘယ်လိုအကိုကဒီကားမှာဆိုလဲအရန်အားဆိုင်ထားတယ်အရန်အားဆိုင်ထားတဲ့အဖြစ်မှာတကယ်စင်းပေါ်မတိုင်ခင်မှာအကိုကသူ့ရဲ့ပုံစံဝါးစားလေးလုံးဝအဲ့တကယ်အလုံးလုံးနေတဲ့သူတယောက်လိုပဲစီမံမှာလုံးလုံးနေတဲ့သူတယောက်လိုပဲသူကတော့ပုံမြပေါ်နေရပေါ်နေဆိုတော့ တကယ်တမ်းလဲသူတို့အမိုက်ပုံတွေမှာသွားရရတဲ့အချိန်မှာမလွယ်ပါဘူးတကယ်မလွယ်ဘူးနေပူရတဲ့နေရခေါင်းပေါ်တက်တက်ကြီးမှာဒီအမိုက်ပုံအနန္တတည်နဲ့တော့ခြေတော့ကပူလာနေဆိုတော့အရန်ခက်ခဲပါတယ်သူအကိုလဲတအားယူကြူတာတော့ပါတယ်ဟုတ်အမှန်တော့လေလူတွေကအဒီလောက်ကိုနေကြတဲ့လို့လို့ထင်ကြတယ်အမှန်တော့ဒီလောက်ကနေကြတဲ့လို့မဟုတ်ပါဘူးကျွန်တော်တို့ဟိုတကယ်တမ်း ကောင်းတဲ့ shoot out ကတွေးမယ်ဆိုလို့တွေးမယ်ဆိုလို့ရှင်ဒါမြင့်မြတ်တဲ့အလုပ်ပါဘသူဘသူကမှကိုတော်မှကိုယ့်ရဲ့အညစ်အကြေးတွေအားလုံးကိုကိုကိုတိုင်းတော့ဗျာသွားပြီးတော့ဟိုအမိုက်ပုံကြီးသွားပြီးမလွတ်ပြစ်နိုင်တဲ့ဆိုတော့သူတို့တွေအားလုံးကကိုယ့်ရဲ့အညစ်အကြေးတွေကိုလာသေးပြီးတော့တာဝန်ယူပြီးတော့ဒီအညစ်အကြေးတွေဖြေရှင်းပေးနေရတော့ကြောင့်ဒီလူတွေဒီသူများမလုံချင်တဲ့အလုပ်ကိုလုံနေရတဲ့အတွက်ကြောင့်ဒီလူတွေကတအားမြတ်ပါတယ်ဗျာဆိုတော့ကျေးဇူးလည်းအများကြီးတင်ပါတယ် တော့ဒီကားလေးဒီမြေသာကားလေးကလည်းကျွန်တော်တို့ဒီလုံနေတဲ့စီပင်လုပ်သားတွေအပေါ်မှာဒါကျေးဇူးတုတ်ပြန်တဲ့အနေနဲ့ပြီးတော့ဟိုကျွန်တော်တို့ဒီလူတွေရဲ့တကယ်ဘဝတွေကိုပေါ့နော် စာနာတဲ့အနေနဲ့ပြည်သက်ကိုပြချင်တဲ့သဘောနဲ့ဒီမိစာကားလေးဖြစ်လာတယ်ပေါ့ဗျာ။ဟုတ်။နောက်ပိုင်းကဒါဟိုကိုမင်းမြတ်ကလည်းတခြားဟိုကားလေးဒါသာကားလေးပါလို့ အဲများနေတဲ့အချိန်မှာဒါကိုမြင့်မြတ်ရဲ့လုံးဝကိုမြင့်စပေါ်တော့ drama နဲ့လေးပြပါအဲ့လိုမျိုးကိုမှလုံးဝကိုမြင့်လည်းအားရှဲရှဲချလာတဲ့ကာဖြစ်တယ်ကိုမြင့်ပြိသက်တွေရာလည်းဒါတဝကြီးကိုမြင့်ရဲ့ပြိသက်တွေကိုအဲ့လိုရှင်နေကိုဘယ်လိုရောက်အောင်လုပ်မလဲဆိုတာကိုလည်း ဒါမြင်တွေ့ရမှာဖြစ်ပါတယ်ဆိုတဲ့အတွက်ကြောင့်မို့လို့ဒါကျွန်တော်ဒါပေါင်နဲ့မအေးမြတ်သူရောဒါညီမလေးတဏ္ဍာညီရောညီလေးဖုံးမင်းနေလာရောဒါဥစ္စာမတို့ဟောအများကြီးကြိုးစားထားပါတယ်ဆိုတဲ့အတွက်ကြောင့်မို့လို့ပြည်သက်တွေလာရောက်အားပေးဖို့အတွက်ဟာကျွန်တော်ကဖိတ်ခေါ်ချင်ပါတယ်ခင်ဗျာဆိုတော့ကြိုက်ကြမယ်လို့လည်းပြောလိုက်ပါတယ်ကျေးဇူးတင်ပါတယ်ခင်ဗျာ